လိပွဲစဉ်28မန်ချက်စတာယူနိုက်တက်နဲ့အာစနယ်အပိုင်း1မင်္ဂလာပါကိုခိုင်းစတဖုတ်ဘောရှူအနီကျိုးသွားရယ်တနင်္ဂနွေည7:00နာရီမှာရှင်ပြိုင်ကစားမယ်ပရီးမီးယားလိပွဲစဉ်28ရက်ပွဲဤပွဲဖြစ်တဲ့မန်ယူနိုက်တက်အာစနယ်တို့ရဲ့ပွဲကြို သုံးသက်ချက်ပထမပိုင်းကိုကျွန်တော်တို့အတူတူလုပ်လိုက်ရအောင်ပထမပိုင်းမှာကတော့ ျွန်တော်ဒီဘက်မှာမြင်မိတဲ့ရှူဒေါင်းတွေရဲ့ဒီနေ့သင်ကြားတဲ့ကိန်းကနဲအချက်လက်တွေကိုဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်ဒုတိယပိုင်းရောက်တဲ့အခါကျရင်အာရှရဲ့အကျော်ပေးမှုတွေနဲ့ဘီယာပိုင်းချင်းကပ်မှုကိုလှုပ်သွားမှာပါโอเคအဲကျွန်တော်ပထမဆုံးဒီဘက်မှာမြင်မိတဲ့ဒါကျွန်တော်တို့အမြင်တွေကိုဆွေးနွေးကြည့်အောင်ကျွန်တော်ညီကိုကြီးလည်းပြီးရင် comment မှာကို့အမြင်ကိုဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဒီဘက်က Premier League ပွဲတစ်ပွဲဖြစ်ပေမဲ့တိုင်ဆိုင်မှုပြင်းထန်တဲ့အပိုင်းမှာအဲ့လောက်ထိပြင်းထန်ပါအောင်မလားပေါ့နော် ဒါကျွန်တော်တန်တရားဝင်ပြီးတဲ့အဓိကအချက်ပါ။ဘာကြောင့်လဲ?မန်ချက်စတာယူနိုက်တက်ကပရီးမီးယားလိမှာတကောင်းထက်ညှင်းမနှက်တော့ဘူး။ဘာမှမဖြစ်တော့ဘူးဗျာ။သူတို့အာသွန်ကွန်ဆိုင်အလူလဲကြိုးစားမယ်ဆိုရင်တော့1 to 10ဝင်ခွင့်တနေရာအတွက်ပဲမျောလင်းလို့ရတော့မယ်။အထက်မပိုးဘူး။အဲ့ဒါတော့မှ percentage အနည်းပဲရှိတာ။အဲ့တော့ရုပ်ပြက်စင်းပြက်ကြီးယာတိမသိရင်ရပြီ။ EBA မှာ7ပဲယာတိသိသိအစစ်7ပဲယာတိသိသိဒါသူတို့အတွက်ပြဿနာတရက်ဟုတ်မနေတော့ဘူး ့သူတို့အတွက်အဓိကစ조사အားထုတ်ရမယ့်ဖလားဒီယူရိုပါလိနံပါတ်1ယူရိုပါလိ2ယူရိုပါလိ3ယူရိုပါလိဒါပဲဘာကြောင့်လဲယူရိုပါလိရရင်မန်ချက်စတာယူနိုက်တက်ဒီဒီနေ့ရဒီမှာအချင်းနေဇိုးတွေကိုကာကွယ်ပေးလိုက်တဲ့ပုံစံမျိုးဖြစ်သွားလိမ့်မယ်ယူရိုပါလိကသူတို့အတွက်လုံးဝ product တစ်ခုပဲဘာကြောင့်လဲဆိုတော့ချန်ပီယံလိဝင်ရမယ်နံပါတ်1အချက်ကဒါအရေးကြီးဆုံးပဲချန်ပီယံလိမပြိုင်ရတာမန်ချက်စတာယူနိုက်တက်အတိုင်းအတာတစ်ခုကြီးကြာသွားပြီနောက်တစ်ပိုင်းက ဖလားလက်မဲ့ရာသည်မဖြစ်ဘူး EPL မှာဆက်နှစ်ဆိုတာဘလူးမသတိထားမိတော့မှမဟုတ်ဘူးယူရိုပါလိချန်ပီယံငါတို့ချန်ပီယံလိဝင်တယ်ဆိုပြီးစာချင်တော့အဆက်လုံးမှာဒါသည် reasonable ဖြစ်တယ်ကျွန်တော်တို့ဒီတွက်ဂိမ်းကို အကုန်လုံးမြင်ပါပဲဗျအဲ့တော့ကြကစားသမားတွေရောရူဘင်အမော်ရင်ရောဒီဘွဲကိုခဏပေးပေတာ real society ဘွဲပေါ်မှာပဲအာယုံရောက်နေမှာတော့သေးကြတယ်အဲ့ real society ဘွဲကတော့မပြတ်မသားရလက်တခုပထမအကြော့မှာပြီးသွားခဲ့တယ်ပေါ့လေဒါမဲ့ မစိုးပါဘူးဟိုရှုံးသွားတဲ့ဆိုင်တော့ဗျာတည်ကြတာဘာပဲပြောအိမ်ကွင်းရောက်တဲ့အခါကျရင် ancient ပြိတ္တအားနဲ့ငါတို့တီးထုတ်မယ်ဆိုတော့ပုံစံမျိုးကအများကြီးမျောလင်းလို့ရတယ်လေဆိုတော့ဒီပွဲပြီးရပ်ပိုင်းအလိုမှာ real society နဲ့ manchester united ကကစားမှဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်ကပြိုင်ဘက် arsenal ပဲဖြစ်ပါစေုံသူတို့အဲ့လောက်ထိစိတ်ထဲထားနိုင်မှာမဟုတ်ဘူးဗျာ real society ပွဲကိုပဲအာယုံအပြည့်ဝရှိနေပါလိမ့်မယ်ကဲကျွန်တော်အားကြီးပဲစဉ်းစားကြည့်အောင် အာစနယ်ကတော့မန်ယူနိုက်တက်နဲ့အချင်းနေချင်းမတူချန်ပီယံလိကအရေးကြီးတယ်ဆိုပေမဲ့အင်ကွင်းအမ်ရိတ်စ်မှာရှော့မလူငယ်အတင်းကကလေးတွေနဲ့ကောက်ထည့်ပြီး PSV ကိုကန်တော့ပြဿနာမရှိဘူး PSV ကိုဗျာခုနှစ်ကိုမရှုံးရင်ရတယ်ဒါစကားကုန်ကုန်ပြောပြတာဘလို့လို့ခုနှစ်ကိုရှုံးမလဲအာစတန်လိုအသင်းမျိုးကသူတို့ရဲ့ Emirates မှာဘယ်ကစားသမားနဲ့ပဲထက်ကန်ထက်ကန်3-0 4-0နဲ့လူငယ်နဲ့ထက်ကန်ပြီးရှုံးသွားရင်တော့အာစတန်ကဘာမှမဖြစ်ဘူးအဲ့ဒီ PSV နဲ့ဘွဲကရင်ခုန်စရာကိုမကောင်းတော့တာသူတို့က နောက်တစ်ဆင့်မှာတွေ့မယ် Real Madrid ဒါမှမဟုတ် Atletico Madrid ပွဲအတွက်ပဲအားခဲထားဖို့ရှိတယ်အဲ့တော့ဒီပွဲစဉ်ကိုသူတို့ကဘာရွယ်ချက်နဲ့ကစားလာနိုင်လဲအညိုးတွေရှိတယ်နော် FA Cup အညိုးတွေရှိရနော် FA Cup မှာအာယူတိဖြုတ်သွားတဲ့ Manchester United ကိုသူတို့ဘယ်လိုပြောမလဲလက်စားချေဖို့အာတီတာဖြစ်နေလိမ့်မယ်အဲ့တို့ကြောင့်ဒီ EPL ပွဲစဉ်28ပေါ်မှာ Arsenal ရဲ့အာတီတာပြင်းပြမှုကတော့ Manchester United အသင်းထက်အနည်းငယ်ပိုနေတယ်နောက်ထပ်အရေးကြီးတဲ့တစ်ပိုင်းက Arsenal အသင်း ဂိုးတွေမြောင်များစွာမသွင်းခဲ့ရတာတော်လေးကြာသွားပြီ။နိုင်ရင်လည်းကတ်နိုင်တဲ့ပုံစံမျိုးတွေတိုက်စစ်မှုမရှိဘဲနဲ့အကွင်းနဲ့ကစားသမားတွေရဲ့အတွင်းဂိုးတွေနော်ဒါမှမဟုတ်လည်းမီကယ်မီရီနိုရဲ့ခေါင်းတိုက်ဂိုးတွေနဲ့ရှေ့မှာအဲ့လိုကတိကတိလေးတွေနိုင်ခဲ့တဲ့ပွဲပေါင်းကမနှဲတော့ဘူး။ဒါပေမဲ့ PSV နဲ့ပွဲမှာသူတို့ပြန်ဖွင့်လိုက်တယ်။ပွဲတစ်ပွဲရဲ့ reset ဒီကစားသမားတွေပေါ်မှာ impact အရင်ကြီးတယ်နော် bro ။အဲ့တပွဲဆိုရင်တပွဲဆိုသလောက်ကြီးတယ်။ဟာ ဘောလုံးမတစ်ပွဲဘာဖြစ်မှလဲရှုံးလဲရပါတယ်နိုင်လဲရမယ်မထင်လိုက်နဲ့အဲ့ဒီပွဲတစ်ပွဲကကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုအများကြီးပြောင်းလဲသွားစေတယ်နီးပြတွေကတော့ဘယ်ပွဲမဆိုနိုင်ပွဲရအောင်ပြူဟာပိုင်းချမှတ်တယ်စူးစမ်းအထောက်မှုအပြည့်ရှိတယ်ဆိုပေမဲ့ကစားသမားတွေရဲ့ယုံကြည်ချက်ကနည်းနည်းလေးတိမ်းဆောင်သွားပြီဆိုရင်အဲ့ဘွဲတွေနိုင်ဖို့ဆိုတာမလွယ်တော့ဘူးဆိုလိုချင်တာက PSV နဲ့ဘွဲမှာသူတို့ဂိုးတွေအများကြီးသွင်းလာတယ်ကစားသမားတွေအနေနဲ့မက်တလတီပိုင်းအနေငယ်ပြန်တက်နေနိုင်တယ်နောက်ဒီဘွဲက လွတ်လွတ်လပ်နဲ့အားကြီးကစားလိမ့်မယ်။ဘာကြောင့်လဲသူတို့မှာဘာဖီအားမှမရှိတော့ဘူး။ဒီနေ့ရာဒီအစ်စ်နှစ်နဲ့ရာဒီတင်းသွားပြီလို့တောင်ပြောလို့ရတယ်။အဲ့အတွက်ကြောင့်ငါတို့ကတိုက်တယ်ရေးစတွက်ပြိုင်ဖို့အသေးအတန်ကြိုးစားရုန်းကန်မယ်မနိုင်လို့ကသွားပြီဘာမှမရှိတော့ဘူး PSV ဘွဲကလည်း AC ဆိုတော့ပေါပပပနဲ့ဒီဘွဲကိုပဲအာယုံအပြည့်ဝစိုက်ပြီးကစားပါလိမ့်မယ်ခင်ဗျဒါတော့ဒီဘွဲမှာကျွန်တော်မြင်မိတဲ့ရှုမြင်ပုံလေးတွေကိုဆွေးနွေးတာပါ ကဲကျွန်တော်နောက်ထပ်အရေးကြီးတဲ့တစ်ပိုင်းဒီနှစ်သင်းကြားရဲ့ဂိင်းကနေအချက်လက်တွေပေါ့နော်နောက်ဆုံး6ချိန်ဟတ်တူဝထိတိုက်တွေ့ဆုံမှုမှာမန်ယူနိုက်တက်ကတချိန်နိုင်ပြီးအာစနယ်က၄ချိန်နိုင်တာပါတယ်တချိန်ကတော့တည်ရကြတာပါတယ်အဲ့ဒီနိုင်တဲ့တချိန်ကတော့ကျွန်တော်2020ဘောလုံးရာသီတုန်းက3-1ဆိုရဲရလက်နဲ့ပရီးမီးယားလိဘွဲတင်တပွဲနိုင်ခဲ့တာဖြစ်ပါတယ်အိုထရက်ဖို့မှာပဲတွေ့ခဲ့တာပါအဲ့နောက်ပိုင်းပွဲတွေမှာတည်ရကြရင်ကြမကြောက်သူအာစနယ်ကပဲတောက်လျှောက်နိုင်ထားတာဖြစ်ပါတယ် နီနီဆက်ဆက်သူတို့တွေ့ခဲ့တဲ့ပွဲစဉ်ကတော့ဒါ FA Cup ပွဲစဉ်ပေါ့လေတေကြပြီးပန်နဒီမှာ United နောက်တစ်ဆင့်တက်သွားတယ်အမတိုင်ကင် Premier League ပွဲစဉ်မှာကတော့အာရီကသူ့ရဲ့အိမ်ဝင်းမှာ2-0နဲ့နိုင်ထားပါတယ်ဟတ်တူဟတ်မှာကတော့ Manchester United အသင်းလည်းအနေငယ်နောက်ပိုင်းပွဲတွေမှာအသာရနေတယ်လို့ Arsenal ရဲ့တချို့သော history တွေကလည်းအသာစီရနေတာကိုတွေ့ရပါတယ်။တိတ်ပြီးတော့မကွာပါဘူးခင်ဗျ။ကြည့်ကျွန်တော်နောက်ထပ်တပိုင်းက United ရဲ့အခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်6ပွဲရလတ်။2ပွဲနိုင်3ပွဲတည်တပွဲရှုံးထားပါတယ်။ တည်ကြတဲ့ပွဲစဉ်တွေကအမတက်အမတန်များနေတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကလည်းတည်ရဆိုတဲ့ပုံစံမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ဒါပေမဲ့အာရှရဲ့အကြောပေးမှုတွေတုံးသက်ဆွေးနွေးတဲ့အခါကျမှကျွန်တော်တို့အဲ့ဒီအပိုင်းထပ်ပြီးတော့ဆွေးနွေးပါမယ်။အဲ့တော့ကျွန်တော်အာရရဲ့နောက်ဆုံး6ပွဲသက်ရလဒ်ကိုတစ်ချက်ကြည့်အောင်။၃ပွဲနိုင်ဒီပွဲတွေကြပြီး၂ပွဲရှုံးရတယ်။ရှုံးတဲ့၂ပွဲကတော့ Watson နဲ့ Newcastle United တို့ဖြစ်ပါတယ်။နိုင်တဲ့ပွဲစဉ်တွေကတော့ဂိုးပြတ်တည်းကြီးပါပဲ။ဒါ PSV ကိုဆိုရင်7-1နဲ့နိုင်တယ်။ Man City ကိုဆိုရင်5-1 Leicester ကို2-0ပေါ့နော်။အဲ့တော့ပြောချင်တာ Arsenal ကလည်းစွမ်းဆောင်ရည်ပိုင်း မတိမငိမ်ဖြစ်နေတဲ့အသင်း United ကတော့ဒီလိုကြနေတယ်ဆိုရင် Arsenal ကလည်းအဲ့လိုတက်လိုက်ကြလိုက်ပုံစံမျိုးကဒီပွဲရဲ့ result ကိုကမောက်ကမဖြစ်ကောင်းဖြစ်သွားစေနိုင်ပါတယ်။ဒါကလက်ရှိ current form တွေမှာပြိသက်အနေနဲ့အထူးဂယူပြူးတဲ့ဒီနှစ်သင်းရဲ့အချက်လက်တွေဖြစ်ပါတယ်။နောက်တစ်ပိုင်းက United ရဲ့အိမ်ကွင်း6ပွဲဆက်ရလက်ပေါ့နော်။၃ပွဲနိုင်တပွဲတည်းပွဲရှုံးထားပါတယ်။တည်ကြတဲ့ပွဲကတော့ဖူလန်ဝန်ဝန်အာဖရိကမှာတည်ကြခဲ့ရင်ပန်နတီနဲ့ရှုံးသွားတယ်ပေါ့။ဒါပေမဲ့နောက်ဆုံး၂ပွဲဆက် အိမ်ကွင်းနိုင်ထားတယ်။တိုးတော့အဲ့ဒီနှစ်ပွဲဆက်အိမ်ကွင်းနိုင်ပွဲကလက်စတာနဲ့အစ်ပစ်တောင်းတို့လိုအသင်းမျိုးတွေကိုနိုင်ထားတာဖြစ်ပါတယ်။ပဲလီစတိုလိုဘရိုက်တန်တို့လိုနည်းနည်းအစိမ့်ရှိတဲ့အစွယ်ရှိတဲ့အသင်းတွေကိုဆိုရင်ရှုံးတယ်။အဲ့တော့အိမ်ကွင်းကစားအားအဲ့လောက်ထိမကောင်းဗျ။တစ်ဖက်ကအာကြီးရဲ့အဝေးကွင်း နောက်ဆုံး6ပွဲသက်ရလဒ်ကိုပြောမယ်ဆိုရင်တော့၄ပွဲနိုင်တပွဲတည်းတပွဲရှုံး United ရဲ့အိမ်ကွင်းရလဒ်ထက်ပိုပြီးကောင်းပါတယ်ရှုံးတဲ့ပွဲက Newcastle United ကိုရှုံးတာပါတရေကျတဲ့ပွဲကတော့ Northern Forest ကိုတရေကျတာပါဒီအတွက်ကြောင့် Newcastle ဖြစ်ဖြစ် Northern Forest ဖြစ်ဖြစ်လက်ရှိအချိန်မှာ United ထက်ပိုပြီးဖောင်ကောင်းနေတဲ့အသင်းတွေဖြစ်ပါတယ်နိုင်တဲ့အသင်းတွေမှာဆိုရင်တော့ PSV တို့ Girona တို့နော် Wolverhampton တို့စတဲ့အသင်းတွေကိုအနိုင်ယူထားတာတွေ့ရပါတယ်ခင်ဗျအဲ့အတွက်ကြောင့် Arsenal ရဲ့ Away Win Result ကတော့ပိုပြီးကောင်းနေပါတယ် โอเคအဲ့တော့ကျွန်တော်ပထမပိုင်းကို conclusion ဆွဲရမယ်ဆိုရင်ကိန်းကနဲ့အချက်လက်တွေမှာ United တာတဲ့အပိုင်းလေးတွေကအနှဲငယ်ပဲရှိပါတယ် Arsenal ကတော့ကိန်းကနဲ့အချက်လက်တွေမှာပို့ပြီးတော့တာတယ်လို့ဆိုနိုင်ပါတယ်ခင်ဗျဒီတော့ကြောင့်ဒီပွဲတင်မှာ United ရဲ့အာဒီတာပြင်းပြမှုကိုပဲကျွန်တော်အဓိကကြည့်ရပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရှေ့ကဆွေးနွေးသုံးသပ်ခဲ့တဲ့လိုမျိုးပဲအာဒီတာပြင်းပြမှုနည်းဖို့များတယ်ဘာကြောင့်လဲဆိုတော့ Real Sociedad နဲ့ပွဲက United တို့ပို့ပြီးအရေးကြီးလို့ပါအဲ့ဒီတော့ကြောင့် ဂိင်းနဲ့အချက်လက်ရအဖက်ဖက်ကတာနေတဲ့အာစနယ်အသင်းကိုတော့ပို့ပြီးတော့ရွေးချယ်ခြင်းစရာဖြစ်ပါတယ်။အာရှရဲ့အကျော်ပေးမှုဆွေးနွေးခန်းတွေရောက်တဲ့အခါကျရင်ကျွန်တော်တို့ပြန်လည်ဆုံတွေ့ရအောင်ခင်ဗျ။အခုတော့အားလုံးနှုတ်ဆက်ပါတယ်။